အမေရိကန်ဒေါ်လာဟာနှစ်ပေါင်း90တွင်တန်ဖိုးအဖြစ်အားအပြော့ဆုံးအနေအထားနဲ့ဈေးကွက်ဆောက်ဖွင့်တဲ့အခြေအနေကိုကြုံတွေ့လာရပါတယ်။အခုသတင်းပါစတော့ဈေးကွက်တွေဆောက်ဖွင့်ချိန်မှာအမေရိကန်ဒေါ်လာတန်ဖိုးဟာအဓိကကုန်သွယ်ဖက်နိုင်ငံတွေရဲ့ငွေကြေးယူနယ်တန်ဖိုးတွေနဲ့ရှင်ရင်၁၀ရာခိုင်နှုန်းကျော်ထိကျဆင်းနေခဲ့ပါတယ်။ဒါဟာ1983ခုနှစ်တုန်းကဒေါ်လာနဲ့ရွှေသားတန်ဖိုးချိတ်ဆက်မှုကိုအမေရိကန်ကပယ်ဖျက်ခဲ့တဲ့နောက်ပိုင်းစံချိန်တင်တန်ဖိုးကျဆင်းမှုလည်းဖြစ်လာပါတယ်။ ်အခုလောကြုံတွေ့နေရတဲ့အဓိကအကြဆုံးအခြေအနေတစ်ခုကတော့ကုန်သွယ်ရေးနဲ့ပတ်သက်လို့မိဖက်နိုင်ငံတွေအပေါ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရန်လိုတဲ့မူဝါဒတွေနဲ့ချမ်းကပ်နေတာကြောင့်ဖြစ်ပါတယ်ထရန့်ရဲ့ကုန်သွယ်ရေးဆိုင်ရာမူဝါဒတွေဟာနိုင်ငံတကာယင်းနှိမ့်မြုံနံသူတွေကိုစိုးရိမ်ကြောင်းကြမှုတွေတိုးပွားလာစေပါတယ်နောက်ပိုင်းမှာထရန့်ကသူ့ရဲ့သဘောထားတင်းမာတဲ့ကုန်သွယ်ခွန်သတ်မှတ်ချက်တွေကိုတချို့တဝက် short ပေးလိုက်တဲ့နောက် American Stock ဈေးကွက်တံမိုးကပြန်ပြီးခေါင်းထောင်လာပေမဲ့ အမေရိကန်ဒေါ်လာကတော့ဆက်ပြီးကျဆင်းနေကြပါရှင်